ဖူဘောမှာစားရပြည်သူများအားလုံးပဲမင်္ဂလာပါဒါအခုတစ်ခါကျွန်တော်မျှဝေခြင်းနဲ့ဆွေးနွေးခြင်းနဲ့အကြောင်းအရာပေါ့နော်ဆိုတော့အကြောင်းအရာကိုခေါင်းစဉ်ကတော့ရောက်တဲ့ရရာလိုပဲနာမည်ပေးလိုက်တော့မယ်ရောက်တဲ့ရရာကိုတကယ်ရောက်တဲ့ရရာပြောခြင်းတာပေါ့နော်ရောက်တဲ့ရရာဆိုတာကအခုကျွန်တော်ပြောတဲ့အခါမှာဟိုရောက်ဒီရောက်ကိုဆိုလိုတာမဟုတ်ဘူးဘောလုံးကြောင့်ဖြစ်ရင်ဖြစ်မယ်စီးပွားရေးဖြစ်ရင်ဖြစ်မယ်အဲလူမှုရေးဖြစ်ရင်ဖြစ်မယ်ဒါအကြောင်းအရာတွေဖြစ်ရင်ဖြစ်မယ်ပွဲအကြောင်းမဟုတ်တဲ့ ိစ္စတွေကိုပြောတဲ့အခါရောက်တဲ့ရေရာလို့ကျွန်တော်ယူဆတယ်အခုတခါလဲရောက်တဲ့ရေရာနဲ့ပတ်သက်ပြီးအဓိကကျွန်တော်အရင်ပြောချင်နေတာပါလဲဆိုတော့အခုဒါ football master ဟုတ်ကြည်နေတဲ့သူတွေတဲမှာလူငယ်တွေအများကြီးပါမယ်နော်လူငယ်တွေထားပါတော့ကျွန်တော်တို့ဒီအသက်16နှစ်လောက်ကနေပြီးတော့အသက်28နှစ်လောက်အထိ နဆဘူ30လဲလူငယ်ပါပဲဟုတ်စိတ်သက်ပြည့်ကြားနေကြအောင်မယ်ဟုတ်ပါတော့လူငယ်အများကြီးပါမယ်ဟုတ်လူငယ်ရီအတွက်လို့လည်းပြောရတယ်လူကြီးတွေကတော့ဘောမှာအောင်မြင်တာတွေရောကြာရှုံးတာတွေရောအချိုတွေရောအခါတွေရောနည်းနည်းရေဘူးကအဖြစ်တော့လူငယ်တွေထပ်ပို့ပြီးတော့တုံ့တွေ့ပြီးရပြီပေါ့နော်ဒါပေမဲ့တချို့လည်းအရန်နုနယ်ကြသေးတယ် လောကကြီးတဲကိုဟိုမိဘတွေကအိမ်မှာဟိုပိုးမွေးသလိုမွေးထားပြီးတော့အယုတ်လေးတယုတ်လို့သဘောထားဆက်ဆံခံရပြီးတော့မှလူလောကတွေကိုအခက်အခဲတွေတဲကိုမုံတိုင်းကျန်းတဲကိုနောက်ကျပြီးတော့ရောက်လာတဲ့သူတွေကြတော့လေပြန်ဘောကနောက်ကျောင်းပြန်လှည့်ကြည့်လိုက်ရင်ဒီရှိစရာတွေမောစရာတွေမရှိဘဲနဲ့အော်ပလိန်ဖြစ်နေတဲ့သူတွေပေါ့နော်အသက်ကတော့ 30ကျော်လာပြီ32 33 34အဲ့လိုလူတွေလည်းအများကြီးရှိတယ်အဲအဲ့လိုလူတွေတော်တော်ကြီးရှိတယ်ဆိုတော့ပြောချင်တာကပါလဲဆိုတော့ဖီအားဆိုတာပါလဲပေါ့ဖီအားဖီအားနဲ့ပတ်သက်ပြီးတော့ဖွင့်ဆိုပုံတွေအမျိုးမျိုးရှိနိုင်မယ်ဖွင့်ဆိုပုံတွေအမျိုးမျိုးရှိတဲ့အထဲမှာကျွန်တော်တွေးမိတဲ့ဖီအားဆိုတဲ့အရာပါလဲဆိုတော့ လိုချင်တာတွေအရင်များတဲ့အခါပေါ့နော်ကိုလိုချင်တဲ့အရာတွေအရင်ကိုပြည့်ဝခြင်းတဲ့အခါမှာအဲ့အဲ့ဒါမှပြောခဲ့မြန်ကျွန်တော်တို့ဒီဂျာကဘာထိတ်တစ်ခုကိုတက်မယ်အတန်အကျယ်ကြီးအော်မယ်ပြီးတော့ကျွန်တော်တို့ကိုဒီမိုးကုတ်စဝိုင်းစီကနေပြီးတော့ကျွန်တော်တို့ရဲ့အတန်ကတောင်းတန်းလေးစီကနေတစ်ဆင့်ပြန်ပြီးတော့ကျွန်တော်တို့ပြန်ကြရမယ် ပဲ့တင်တယ်လို့ခေါ်တယ်။တော့ဖီးအားဆိုတာဖီးအားဆိုတာကျွန်တော်အမြင်တော့တခြားသူတွေစီကလာတာမဟုတ်ဘူးဗျာ။ဘသူကမှကို့လာပြီးဖီးအားပေးလို့မရအောင်ဗျာ။သူများတွေကဝိုင်းပြီးတော့ expectation တွေအရန်များတယ်ကိုနဲ့ပတ်သက်ပြီးတော့အရန်သူများတွေကကို့ကိုဒီလိုကြီးမြင်နေတယ်ဒီလိုကြီးဖြစ်ချင်တယ်ဒီလိုမိဘဖြစ်စေဆရာသမားဖြစ်စေကောင်းကိုရဲ့ဟိုဘလိုခွန်ဖလန့်ဆိုတော့ ကိုနဲ့ပတ်သက်ဆက်နွယ်တဲ့မိတ်ဆွေအပေါင်းအသင်းအဖြစ်စေကိုနဲ့ပတ်သက်ရင် expectation တွေရှိကြတယ်ဘလုံးသမားဆိုလဲအဲ့လိုပဲဘလုံးသမားတွေနဲ့ပတ်သက်ပြီးတော့ပရိသတ်တွေစီက expectation တွေရှိကြတယ်ဆိုတော့ဒါဆိုဖီးယားကသူတို့စီကလာလားဆိုမဟုတ်သေးဘူးဗျာဖီးယားဆိုတာကိုယ့်စီကပဲလာလားဘာကြောင့်ကိုယ့်စီကလာလဲဆိုတော့အဲ့တော့သူတို့ရဲ့အဲ့လို expectation တွေကိုယ့်ပုံမှာထားမှန်းကိုသိတဲ့အခါအဲ့ကိုဆိုတဲ့သူကဆရာဝန်လည်းဖြစ်နိုင်တယ်အင်ဂျင်နီယာလည်းဖြစ်နိုင်တယ်လူငယ်လည်းဖြစ်နိုင်တယ်လူကြီးလည်းဖြစ်နိုင်တယ် leader လည်းဖြစ်နိုင်တယ်နောက်လိုက်လည်းဖြစ်နိုင်တယ်အဲဒီကိုဆိုတဲ့သူဟာအဲ့ဒီအရာတွေကိုထမ်းပိုးပြီးတော့ကြော်ဖြတ်ပြလို့စိတ်အဓိကအရာပဲဆိုတော့ဖြစ်ချင်တဲ့စိတ်သူတို့ရဲ့မျှော်လင့်ချက်တွေကိုဖြစ်ပေးချင်တဲ့စိတ်တွေကိုကပြန်ပြီးထားလိုက်တဲ့အခါမှာဖီအားဆိုတာဖြစ်တာအဲ့ဒါလည်းဖီအားဆိုတဲ့အတိတ်ပဲမရောက်သေးဘူးအဲ့တော့အဲ့လိုမျိုးဒီဖြစ်လို့တဲ့ဆန္ဒတွေ ဖြစ်ကျင်တဲ့ဆန္ဒတွေဖြစ်လို့တဲ့ဆန္ဒတွေပြေဝလိုစိတ်အားကြီးလုံးတဲ့အခါပေါ်လာတဲ့ပဲ့တဲ့သံစိတ်အတွင်းကနေပေါ်လာတဲ့ပဲ့တဲ့သံအဲ့ဒီအရာတွေကိုအမှန်တော့ဘသူကပဲကိုယ်နဲ့ပတ်သက်ပြီးတော့ဘလို့ expectation တွေထားထားအဲ့ဒီအရာတွေကိုမယူဘူးဆိုရင်တို့ကိုတူဆိုရင်တော့ငါကိုလူတယောက်ကပြောမယ်အဲတူဆိုရင်တော့ဒါကိုလုတ်ကိုလုံနိုင်မှာလို့ပြောလဲ ုယ်စိတ်ထဲမှာဟာငါထောက်လို့နိုင်ဖို့လိုသွားပြီဆိုတဲ့စိတ်ဝင်သွားရင်အမဖီအားအိမ်မှာစတာအဲကိုကအဲ့ဒီအရာကိုလက်ခံလိုက်တာပေါ့နော်ကျွန်တော်အခုလူငယ်တွေကိုပြောချင်တာကတကယ်ချင်းအချင်းချင်းရမှာဖြစ်စေမိဘကိုယ့်ကိုဖြစ်စေဆရာသမားတွေကဖြစ်စေတို့တခြားဟိုလူတွေကဖြစ်စေဒီလူတွေကဖြစ်စေကိုယ်နဲ့ပတ်သက်ပြီးတော့ expectation တွေအရင်အများကြီးထားလိုက်အဲ့ဒီအရာတွေကိုအရင်မခံစားစေခြင်း အဲ့ဒီအရာတွေကိုဟောကြော်ဖြတ်ပြလို့စိတ်တင်မှာအောင်မြင်အောင်လုတ်လုတ်ပြလို့စိတ်အဲ့ဒါတွေအရင်မထားပဲနဲ့ဟုတ်ကိုယ့်ဟာကိုယ်လေးလုတ်စားရှိတာလုတ်သွားလိုက်အောင်မြင်လဲအောင်မြင်မအောင်မြင်လဲမအောင်မြင်ဆိုတဲ့စိတ်မျိုးလည်းထားစေတယ်စိတ်ပေါ်ပါတယ်စိတ်ပေါ်ပါမှုဟာအော်အသက်တွေရလာတဲ့အခါကျရင်အဲ့စိတ်ပေါ်ပါမှုဟာဘယ်ဟာထက်မဆိုပို့အရေးကြီးတယ်ဆိုပို့ပြီးတော့နားလည်လာလို့အခုလိုပြောတာပေါ့နော် နောက်တော့ကျွန်တော်တို့ရဲ့ဒီလူစိတ်ဆိုတာကလူစိတ်ဆိုတာကဘာလို့အခြေပြုပြီးတော့ဒီဇိုင်းဖုတ်ထားတာလဲဆိုတော့ဒီ anniary ကိုပေါ့နော် anniary ဈာမှာရှင်တန်းလူစိတ်ရှင်အဲ့ဒီရှင်တန်းနိုင်စွမ်းပေါ့အဲ့ဒီရှင်တန်းလူစိတ်နဲ့ဒီလူစိတ်ကဒီဇိုင်းထုတ်ထားတာကျွန်တော်တို့လူလူဖြစ်တည်မှုမှာ ကျွန်တော်တို့ကဒီအန်ဒီတစ်ခုကြုံလာတဲ့အခါမှာကြောဖြစ်ချင်းနီလန်းအပြင်ဖြစ်စေရှောင်းခွင်းချင်းနီလန်းအပြင်ဖြစ်စေအဲ့ဒီအန်ဒီနဲ့အတူရှင်တွဲနေထိုင်ရင်တုံးဖို့ရှင်တွဲနေထိုင်ခြင်းကနေမှအန်ဒီရဲ့ကြမ်းမှာလည်းရှင်သန်နိုင်စွမ်းရှိခြင်းအဲ့အဲ့လိုအဲ့လိုရှင်သန်လူစိတ်တွေနဲ့ကျွန်တော်တို့စိတ်ကလူစိတ်ကဒီဇိုင်းဆွဲထားတာဒါပေမဲ့အဲ့လိုဒီဇိုင်းဆွဲထားသည့်အတိုင်းအောင်အဲ့ဒီလူစိတ်ဆိုတာကလည်းဟို ဘယ်လိုခေါ်မလဲမျောလင်းချက်တွေကိုအဆုံးမရှိအဆုံးမဲ့ကျော်ဖြတ်အဖြစ်စည်းနိုင်စွာမဟုတ်ဘူးအလို့စိအဲ့အဲ့အဲ့ဒီအရာကိုနားလေတဲ့အခါကျရင်ကိုကကိုကဘာမှမဆိုလုံနိုင်တယ်ဆိုတဲ့စိတ်ကိုကဘာမှမဆိုလုံနိုင်တယ်ဆိုတာကိုယုံကြည်တဲ့စိတ် တပြည့်နဲ့ယော့သွားတဲ့အခါကြရင် expectation တွေကအမြဲရှိနေမှာပဲတကယ် endless expectation တွေကျွန်တော်တို့လူစိတ်က i endless expectation တွေနဲ့ oh sorry it is survive danger ပေါ့နော်ကျွန်တော်တို့ဟိုတိဆောက်ထားတဲ့ပုံစံကဒါပေမဲ့ endless expectation မဟုတ်ဘူးအဆုံးမဲ့တော့မျောလင်းချက်တွေကိုဖြည့်ဆည်းနိုင်စွမ်းကျွန်တော်တို့မှာမရှိဘူးလူတိုင်းမှာမရှိဘူးဒါကြောင့်ခုနပတ်သက်ပြီးတော့ ်ဘသူတွေကပဲဘလူတွေမြင်နေပါသေးကိုစီမကိုမဟုတ်တဲ့တခြားသူတွေကိုတက်တည်ပြဖို့အတွက်တာဝန်ရှိကိုအောင်လုတ်ချင်လုတ်လိုက်လုတ်ချင်မလုတ်နဲ့ကျွန်တော်ကျွန်တော်အဓိကပြောချင်တာအဲ့ဒါပဲကျွန်တော်တို့ကိုယ်တိုင်လေးဟိုငငယ်ရဆိုရင်ကိုနဲ့ပတ်သက်ရင် ို့ဒီလိုမျောလင့်ထားတယ်လို့ခံစားမိတယ်ခံစားမိရင်စိတ်လေးလံဘာလို့စိတ်လေးလံလဲဆိုတော့အဲ့လိုမျောလင့်ထားတာကိုဖြစ်အောင်လုပ်အောင်မယ်ဆိုဖြစ်အောင်လုပ်ချင်စိတ်ကဝင်ဝင်တောတောဝင်လာနောက်ကြတော့လူကလဲတာဒီဖြစ်နေဖြတ်သန်းပုံကြာလာတော့သူဆိုရင်တော့လူကောင်းဖြစ်မှာပဲမဟုတ်ဘူးကျွန်တော်လူကောင်းလည်းမဟုတ်ဘူးသူတော်ကောင်းလည်းမဟုတ်ဘူးတကိုးရှင်လည်းမဟုတ်ဘူးစူပါဟီးရိုးလည်းမဟုတ်ဘူးတာမန်လူတွေကလူပဲ အကြောင်းကိုကျွန်တော်အခုဒီ content တွေလုပ်တယ်ဗောနော်ဗီဒီယို content တွေလုပ်တဲ့အခါကျရင်အမြဲကျွန်တော်စကားခံတယ်ကျွန်တော်ညီလေးစီသူနဲ့လုပ်တဲ့အခါပဲဖြစ်ဖြစ်ကိုယ့်အကူလုပ်တဲ့အခါပဲဖြစ်ဖြစ်ကျွန်တော်ဟာကျွန်တော်ယုံကြည်တာကိုကျွန်တော်ပြောတယ်အဲ့အတွက်အဲ့အတွက်ကျွန်တော်ဟိုအဲ့ဒီဟာကိုအမခံနိုင်တယ်ကျွန်တော်ယုံကြည်တာကိုကျွန်တော်ပြောတယ်ဘသူကကျွန်တော်ကိုမြောင်မြောင်ဘသူကကျွန်တော်ကိုဆဲဆဲကျွန်တော်စိတ်မွန်တာကိုကျွန်တော်ယုံကြည်တာကိုကျွန်တော်ပြောတယ် ကျွန်တော်ဒါပေမဲ့ကျွန်တော်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောသမျှတော့မှန်နေပါပဲလို့မျှော်လင့်ချက်တွေထားပြီးတော့ကိုနဲ့သဘောထားလည်းမတိုက်ဆိုင်ရောဟာဒီလူကြီးအထင်ကြီးထားသမျှအလကားပါပဲစောက်တလဲပါပဲအဲ့အဲ့ကျွန်တော်ကိစ္စမဟုတ်ဘူးကျွန်တော်နဲ့မတက်ဆိုင်ကျွန်တော်ကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်မျှော်လင့်ထားတဲ့သူရဲ့အမှားပဲကျွန်တော်မှိုင်းနေမှာပါဒါကျွန်တော်ပြောချင်တာဟော မဟုတ်ဘူးဆိုရင်အဲ့လိုမဟုတ်ဘူးဆိုရင်ကျွန်တော်လည်းပြသပြီးတော့ဖြစ်ဒါဒါကျွန်တော်ကဘာကောင်းမှမဟုတ်သေးပါဘူးကျွန်တော်ထက်ကြီးတဲ့သူတွေလည်းကြီးတဲ့ဖြစ်တည်မှုတွေလည်းရှိမှာပဲအဲ့အဲ့ဒီအရာတွေပေါ့နော်အဲ့ဖြစ်တည်မှုအပေါ်မူကြီးပြီးတော့ expectation ကလည်းပို့ပြီးတော့ကြီးလာတယ် Ronaldo ဆိုရင်ဘာကြီးလုပ်ပြနိုင်မှာ Messi ဆိုရင်ဘာကြီးလုပ်ပြနိုင်မှာဆိုပြီးတော့ expectation ကလည်းတကယ် universal universality of pressure ဆိုတဲ့စီကိုတဖြည်းဖြည်းနဲ့ရောက်ရောက်လာတယ်ဘလုံးသမားတွေမကောက် artist day ចောင်းသားចောင်းသူတွေမိဘတွေခေါင်းဆောင်တွေအားလုံးအားလုံးဟာသူများတွေကကိုယ်ဖြစ်စေရင်နဲ့ညင်ကျင်တဲ့ပုံစံတွေနောက်ကိုလိုက်မိပြီဆိုရင်ကျွန်တော်တို့အဲ့ဒီမှာစပြီးတော့ pressure ကိုခံစားရတာပဲ1998ကမ္ဘာဗလားပြိုင်ပွဲတော့ငါရော်နယ်ဒိုကြီးညနေဆိုဘောလုံးပွဲကစားတော့မယ် မနက်အခန်းထဲမှာဝုန်းဆိုပြစ်လဲကြသွားတယ်။အဲ့ဒီအသက်က27ပဲရှိသေးတယ်။တကဘာလုံးကသူ့ကိုထားတဲ့ညောင်းလင်းချက်ကြီးကိုသူခံစားနေရတယ်။ဒါကြောင့်အဲ့ဖြစ်စဉ်ကစေပညာပေါ့နော်စေပညာဆိုတဲ့ nebel ကိုကြော်သွားတယ်လို့ကျွန်တော်တို့မြင်တယ်။အဲ့ဒါကအဲ့ဒါက existential ဘက်ကိုပါသွားတယ်။အဲ့ဒါကဟို not simply medical mode အဲ့ဒါက existential ဆိုတဲ့ဘက်ကိုပါသွားတယ်။ အဲ့ဒီ expedition တွေကို तू က browser တိုင်းကောင်နဲ့မကောက်တကဘာလုံးသူ့ကိုကဘာကြီးတစ်ခုလုံးကကဘာလဲပတ်နေလိုက်ရရက်သွားပြီးတော့သူ့ကိုကြည်နေပြီလို့ तू ထင်လာတဲ့အချိန်အဲ့တော့သူ့ရဲ့အဲ့ဒီစိတ်ပိုင်းဆိုင်ရာစိတ်ဆိုတာကခန္ဓာကိုယ်ထဲမှာဖြစ်တည်နေတဲ့မုံတိုင်းသူကအတန်မထုတ်တတ်ဘူးမအော်တတ်ဘူးရုပ်ဆိုတာအော်တတ်တယ်ကျွန်တော်တို့ဗဇက်တွေ ကျွန်တော်တို့ဒီလေချောင်းတိဆောက်ပုံလေရုပ်ဆိုတာအော်ထက်တယ်အဲ့တော့စိတ်ကဘက်ကတော့အာဆိုအကျေကြီးအော်ပြီးထပ်ပေါက်ကွဲပြလိုက်လို့ရရင်မယ်အဲ့ထက်ပို့ပြီးတော့ net shine နဲ့အတွင်းထဲမှာစိတ်ကအရန်အော်ထုတ်ချင်တဲ့အခါလူကဘုန်းဆိုပြုတ်ကျသွားတယ်ပစ်လဲသွားတယ်ဟိုကယူပြန်တယ်လို့ဖြစ်သွားတယ်ဆိုတော့အဲ့တော့စိတ်ကအရန်ကိုဒါဟိုလေ psychological pressure နော် psychological pressure psychological ကျွန်တော်စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဟာတရားစီရှိတယ်လို့ဟိုကျွန်တော်တို့အခြေဝတ်အဖြစ်ပြောလို့ရတယ်စိတ်ဆိုတာစိတ်ရဲ့ခန္ဓာတွေကတမျိုးရုပ်ရဲ့ခန္ဓာတွေကတမျိုးတသူတို့ကသူတို့ကဟိုနယ်နိမိတ်စီးလဲခြားထားတယ်ကျွန်တော်ကစိတ်ကနေပြီးတော့ဟိုရေတစ်ခွက်ကိုတောက်ချင်စိတ်ပဲရှိတယ်စိတ်ဟာအဲ့ဒီရေခွက်ကိုတွားပြီးတော့မကင်နိုင်ရုပ်ကတော့အဲ့ဒီရေခွက်ကိုကင်နိုင်တယ်ဒါပေမဲ့မတောက်ချင်ဘူးဆိုရင်မတောက်ဖြစ်ဘူး သူသူဟာလည်းသူသူကန်လေးနဲ့သူရှိတယ်။အဲနောက်ခုကဟန်ချက်ညီပူးထွဲပြီးတော့လုံးလုံးနေကြတယ်။အားအားဆိုအားလုံးအဆင်ပြေတယ်။ဒါပေမဲ့တခါလေကျရင် psychological pressure နဲ့ဒီ physical failure နဲ့ရုပ်ပိုင်းဆိုင်ရာချွတ်ယွင်းခြင်းနဲ့စိတ်ပိုင်းဆိုင်ရာဖိအားနဲ့ဟာတဖြည်းဖြည်းနဲ့ကတ်လာပြီးတော့ boundary တွေကိုကျော်သွားပြီးတော့ဒုံးဆိုတိုက်မိသွားတဲ့အချိန်တိုင်းလူကအဲ့မှာဟို neurological ကိစ္စတွေဖြစ်ကုန်တယ်ပြီးရင် medical ကိစ္စတွေဖြစ်ကုန်တယ် အပြင် existential ကိစ္စတွေဖြစ်ကုန်တယ်ဆိုတော့ Ronaldo ကြီးဒီ98ကမ္ဘာဖလားမှာဖြစ်သွားတဲ့ကိစ္စဆိုတာအားပါပဲတကယ်တော့သူ့အီတလီမှာသူ့ El Fenomeno လို့ခေါ်တယ်လည်းလည်းပြောရရင်ဟိုလူသားစံခြင်းလူသားဖြစ်ခြင်းကိုကြော်လွန်သွားတဲ့ဖြစ်ရဆိုင်ကြီးပေါ့ဗျာ El Fenomeno ဆိုတော့အဲ့ဒီအဲ့ဒီနာမည်ကြီးကလည်းသူ့တို့ဖြစ်အားပဲ တိုင်းနမီခါလေသူသူသူ့အတွက်ဖီရပဲပြီးအကုန်လုံးတကဘာလုံးကလည်းသူ့ဝိုင်းပြီးတော့ဟိုကြည်တင်ကြရတယ်သူခြေစမ်းပြတယ်သူကိုယ်တွေတင်တော့မြင်နေကြတယ်ဆိုတော့လေဖီရပဲဒါပေမဲ့အဲ့ဖီရတွေကလော်လွယ်ပြောရင်သူမယူခဲ့ရင်ရတယ်ဆိုတော့သူ့မှာအဲ့ဒီချင်းအဲ့အတွေ့အကြုံမရှိဘူးအသက်က27ပဲရှိသေးတယ်ဒါပေမဲ့အသက်ရွယ်နေလည်းမဆိုင်ပါဘူး27ဖြစ်ဖြစ်31ဖြစ်ဖြစ်အဲ့ချင်းမှာသူ37ဖြစ်နေလေအဲ့ဒီအရာတွေကိုယူမင်းဖြစ်ပါပဲ တော့ကျွန်တော်ကလူငယ်ကိုပြောချင်တာကိုယ့်အများတခြားသူတွေကဘာဖြစ်စေခြင်းလဲတို့ဘာလို့စေခြင်းလဲတို့မင်းဆိုရင်ဒါဖြစ်မှာမင်းဆိုရင်ဟိုဘာဖြစ်မှာဒီဟာဖြစ်မှာမင်းအရေးချင်းတဲ့ဆိုရင်ယူခြင်းလဲယူပါကျွန်တော်ကမတားပါဘူးဒါပေမဲ့ကျွန်တော်အကြံပေးချင်တာတော့မယူပါနဲ့အဲယူမိတယ်ဆိုရင်ဖြည့်ဆည်းပေးလို့စိတ်အဲ့ဖြည့်ဆည်းပေးလို့စိတ်ဖြစ်ချင်တဲ့ဆန္ဒတွေပြည့်ဝခြင်းစိတ်ဟာကန္နာကိုအတွင်းမှာပဲ့တယ်တန်ရိုက်လာအဲ့ပဲ့တယ်တောင်ဖျားလို့ခေါ်တယ် IPR တွေကိုမလိုအပ်ရင်မယူပါနဲ့တကယ်ဘဝအတွက်တကယ်အရေးကြီးတဲ့အချိုးအကွေတွေမှာဒီလို PR တွေကယူအားကျိုးနှက်ပြီးမဲ့ဟိုအရာအားလုံးဟိုလူတွေးထားသလိုမိဘမြင်ထားသလိုဆရာမြင်ထားသလိုတငယ်ချင်းကမြင်ထားသလိုအကုန်လုံးကိုလိုက်ဖြည့်ဆည်းလို့စိတ်တွေအရင်များများများလာတဲ့ခါကျရင်အဲ့ဓာတွေကပြည်တာတွေမပြည်တာတွေတော့မသိဘူးကိုကတော့ IPR ဒဏ်ကိုခံရမှာပဲအဲ့ခံရတဲ့ခါကျရင် body screaming feeling ့ oh sorry ဒီ body screaming ကိုကြော်ပြီး mental screaming ဖြစ်လိမ့် mental screaming ဖြစ်သွားပြီဆိုရင် i cannot bear this anymore ဆိုတဲ့ဟာမျိုးဖြစ်သွားလိမ့်เนาะဆိုတော့ဒါလူငယ်နဲ့ပတ်သက်ပြီးဒါရောက်တဲ့ရရဆိုတဲ့အနေအထားမှာအထူးက PR တွေကြောင်းပြောကြတာဖြစ်ပါတယ်ဒါကျွန်တော်ပြောတာ ਈ ထဲမှာထုံပြောနေကြတိုင်းပြောရင်လူတိုင်းအတွက်ပေါ့တလွဲတွေပြောနေလို့မြင်ရင်လည်းမြင်ပါဒါပေမဲ့ယူလို့ရတဲ့သူတွေလည်းယူပါကျွန်တော်တို့ ကျွန်တော်အတွေ့အကြုံတွေကျွန်တော်ကြုံခဲ့ဘူးတာတွေမြင်ခဲ့ဘူးတာတွေကြားခဲ့ဘူးတာတွေ ਨੇ ဒါချိန်ထိုးနှိုင်းရှင်ပြီးတော့ဒါအကြံပေးခြင်းဖြစ်ပါတယ်ကျေးဇူးအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးအထူးပဲကျေးဇူးတင်ပါတယ်